ရေတောက်တာရက်လိုက်ရင်ဘာဖြစ်သွားမလဲထင်လဲလူများစုကတော့ရေတက်ခန်းချောက်ပြီးတည်သွားမှာဘောလို့ဖြစ်ချလိုက်မယ်မှန်ပါတယ်တည်သွားပါလိမ့်မယ်ဒါပေမဲ့မတည်ခင်မှာကျမတို့ဘာတွေခံစားရမလဲဆိုတာကိုတော့သိရသူနဲ့ပါလိမ့်မယ်တက်ရှိရာတစ်ခုဖြစ်လာဖို့ကရေရလိုတယ်ကားဆက်နိုဘူးစီထည့်ရတယ်လို့မျိုးပဲခန္ဓာကိုယ်လှုပ်ရှားနိုင်မှုအတွက်ရေထည့်ပေးရတယ်ကဘာပေါ်လူတိုင်းရေတောက်ပြီးမှတည်သွားတဲ့လူကြီးပဲလေဆိုတော့ကျွန်တော်ရေမတောက်ဘူးတဲ့လူရဲ့လို့ရှိ ਉ မရှိတာပါရေဆိုတာကလည်းကျမတို့လူသားတွေအတွက် မရှိမဖြစ်အရာတခုလို့ပြောရင်ငင်းစရာစကားမရှိဘူး။ပညာရှင်တွေကတော့လူတွေရဲ့ရေဘူးတွေဆိုပြီးတော့ဟာသဆန်ဆန်ပြောခဲ့ကြသေးတယ်။ဘာလို့လဲဆိုတော့ခန္ဓာကိုယ်ရဲ့80ရာခိုင်နှုန်းလောက်ကရေတွေနဲ့ဖွဲ့စည်းထားတာ哦။ဒါဆိုရင်ဒီလိုမျိုးအရေးကြီးတာပါတယ်ဆိုရဲရေကိုမတောက်ပဲနဲ့တပတ်လောက်နေတဲ့ခင်းလေးတစ်ခုဆော့ကြည့်ကြရအောင်။ဘလို့လဲစိတ်ဝင်စားလား။စိတ်ထဲမှာတော့ငါကရေမတောက်ပဲဘယ်နှရက်လောက်နေနိုင်မှာလဲ။ဘာရင်းများဖြစ်သွားမှလဲဆိုပြီးတော့တွေးနေမိမှလား။ကဲဒါဆိုရင်တော့ဒီမေးခွန်းတွေရဲ့အဖြေကိုအခုပဲဖြေပေးသွားပါမယ်။ လူတစ်ယောက်အနေနဲ့တရက်ကိုရေ3လီတာနဲ့4လီတာအထိတောက်ဖို့လိုတယ်လို့ WHO ကထုတ်ပြန်ထားတယ်။ဒီလိုအချက်အတိုင်းမတောက်ဘဲနဲ့တခြားရေအစားတို့အပြည့်အချွေတွေတောက်ရင်ဘလို့ဆိုးကျိုးတွေရှိနိုင်မလဲဆိုတာကိုတော့ကျမတို့ရဲ့ရွှေနှုတ် YouTube Channel က Energy Drink တောက်တာအားတစ်ခင်ပြည့်စည်ရလားဆိုတဲ့ဗီဒီယိုမှာတောက်ကြည့်လို့ရပါတယ်။အဲဒါကြောင့်ရေကိုပုံမှန်တောက်ဖို့လိုတယ်။ရေတောက်တာကကျန်းမာရေးအတွက်အထောက်အကူအများကြီးပြုစီနိုင်တယ်ဆိုတာသူတွေတူတူတော့ရှင်းပြစရာလိုမှမတင်ဘူး။အုံနောက်ကြောက်ကအဆုတ်နှလုံးသွေးအဆိုင် စားရတွေကမတူညီတဲ့ဆက်ပစ္စည်းတွေဆိုရင်ဒီဆက်ပစ္စည်းတွေကိုလည်းပဲပေးနိုင်တဲ့တခုတည်းသောလောင်စာရှိပဲလူတွေရဲ့အဆိုအရရေမတောက်ပဲ300ကနေ900အထိနေနိုင်တယ်လို့ပြောကြတယ်ဒါပေမဲ့ဒီ900လောက်ကအရှင်လက်လက်ငရေကြနေတယ်လို့ခံစားရမယ်ဆိုတာကိုလည်းမေ့ထားလို့မရဘူးရေမတောက်ပဲနေတဲ့ပထမဦးဆုံးနေ့မှာရေလက်ခံချောက်တဲ့ဝေဒနာကိုစပြီးတော့ခံစားရမယ်အာခေါင်တွေချောက်လာပြီးတော့အုံနောက်ကရောက်ရက်ခတ်နေလိမ့်မယ်အဲ့ဒီအချိန်မှာခန္ဓာကိုယ်အစိပ်ပိုင်းတွေကလည်းကြင်ကြပါအောင်ရေပေးပါအောင် ဆိုပြီးတော့အော်ဟစ်နေကြလိမ့်မယ်။ဒါပေမဲ့အရင်ကရှိနေတဲ့ရေထွက်တဲ့သွေးထဲမှာရှိနေတဲ့ရေတွေကိုယူသုံးလို့ရနေသေးတဲ့အတွက်တင်းစင်နိုင်တော့တဲ့အထီတော့မပြင်းထန်သေးဘူး။ဒါမဲ့တင်းစာတစ်ခုကရေထက်ခန်းချောက်နေတဲ့အချိန်24နာရီလောက်က24နာရီကြာနေတယ်လို့ကြော်ဖြတ်ရတာအရန်ကိုခက်ခဲနေလိမ့်မယ်။ရေမတောက်တဲ့ပထမဦးဆုံးနေ့မှာရင်ကြုံတွေ့ရမယ့်အချက်6ချက်ရှိရဲ့။ပထမဦးဆုံးနေ့နဲ့အာခေါင်နေ6လာမယ်။ဒါကတင်းတော့သိတာပါတယ်။ရေမတောက်မှတော့အာ6တာပေါ့။နောက်တစ်ချက်ကအသားရီ6လာမယ်။ ်အသားချောက်တယ်ဆိုတာရေထက်ခံစားမှုရဲ့လက္ခဏာတစ်ခု ရေတောက်နေတော့ချွေးမထွက်နိုင်ဘူးအသားရင်ဆိုးပြေမှုမရှိတော့ဘဲနဲ့မွေးချောက်ချောက်ဖြစ်လာနိုင်တယ်နောက်တစ်ချက်ကမျက်လုံးတွေပါချောက်လာမယ်ခန္ဓာကိုယ်ရင်းမှာရေထက်မလုံလောက်မှတော့မျက်ရည်ပြုံးလဲခန်းချောက်လာပြီပေါ့မျက်လုံးထဲဝင်လာသမျှအမုံတွေပိုးမတွေကိုအလိုလျောက်ဖယ်ရှားပေးမဲ့မျက်ရည်တွေနည်းနေတဲ့အတွက်မျက်လုံးချောက်လာတဲ့အခါမှာနေရခတ်တာကြည့်မကောင်းတာပိုးဝင်တာတွေဖြစ်လွယ်စေတယ်နောက်တစ်ချက်ကအစစ်တွေနာလာမယ်အယိုးနှိုးနဲ့ကြောရိုးစစ်တွေရဲ့ဖွဲ့စည်းမှုမှလည်းရေထက်ကအရေးပါတယ် ်ခန္ဓာကိုယ်မှာရေဓာတ်မလွန်လောက်တဲ့အခါမှာလှုပ်ရှားလိုက်တဲ့အယိုးအစစ်တွေကတချို့ချို့နဲ့ဖြစ်နေတော့မှာနောက်တစ်ချက်ကမောပန်းနေမယ်အပေါ်မှာပြောခဲ့သလိုပဲခန္ဓာကိုယ်ကရေဓာတ်ခန်းချောက်တဲ့အခါမှာသွေးရည်နေပဲယူသုံးရတော့မယ်ဒီတော့ရေဓာတ်မလွန်လောက်တဲ့သွေးတွေကခန္ဓာကိုယ်အနှံ့နယ်ပယ်နေဖို့အတွက်အောက်ဆီဂျင်မရှိတော့ဘူးအောက်ဆီဂျင်နေတဲ့အခါမှာလူကအိတ်ချင်တာတွေမောပန်းတာတွေဖြစ်စေတတ်တယ်နောက်ဆုံးတစ်ချက်ကတော့အစာရင်ပြဿနာတွေဖြစ်လာမှာရေဓာတ်မလွန်လောက်တဲ့အခါမှာအစာချေအက်စစ်တွေကကမကမဖြစ်သွားနိုင်တဲ့အတွက်အစာချေစနစ်ပြဿနာတွေဖြစ်လာစေနိုင်တယ် အဲ့ဒါအပြင်ဦးမအစာရင်ကိုလည်း၆ခတ်သွားနိုင်တဲ့အတွက်ဘိုက်ထဲမှာကဘာစစ်ဖြစ်နေရဲခံစားတဲ့တကူခံစားရအောင်ပါဒါနဲ့စကားမဆက်အစာရင်ဆိုတော့ခန္ဓာကိုယ်အတွက်ဒုတိယအုံနာလို့ပြောရင်မှန်ပါဘူးစားသမျှအစာတောက်တွေစီကလိုအပ်တဲ့အာဟာရဓာတ်တွေကိုစောက်ယူပေးပြီးတော့အစာအပိုင်းတစ်ခုချင်းစီကိုပို့ဆောင်ပေးနေရဲအရေးပါဆုံးအစာအပိုင်းတစ်ခုပါအဲ့ဒါကြောင့်အစာရင်သာမကျန်းမာရင်ဘာဖြစ်သွားနိုင်မလဲသူ့ကိုဘယ်လိုကူးဆိုင်ပေးနိုင်မလဲဆိုတာတွေကို gut ဆိုတဲ့စာအုပ်ထဲမှာတော့ဖတ်ကြည့်လို့ရပါတယ်ဒီစာအုပ်ကိုတော့ကျမတို့ရဲ့ရှင်းလင်း application ထဲမှာ အတန်နဲ့ကိုစာနဲ့ပါဖတ်ရှင်းလို့ရနေရမလို့ခက်ခက်ခဲခဲရှာဖတ်နေစရာမလိုပါဘူး။ကျွန်တော် application ဆိုတာကနိုင်ငံတကာကကမ္ဘာကျော်စာရင်းဆရာတွေအစာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာနဲ့အနှစ်ချုပ်ဘာသာပြန်ပေးထားတဲ့အပြင်အတန်နဲ့ကိုစာနဲ့ပါဖတ်ရှင်းလို့ရတဲ့ application တစ်ခုပဲဖြစ်ပါတယ်။ကိုကအနှစ်ချုပ်မပတ်ချင်ဘူး။တောင်လုံးမှဖတ်ချင်နေဆိုရင်လေ full audio book တွေရှိနေရမလို့အခုပဲဒီ video ကိုကြည့်နေကြတဲ့မိတ်ဆွေတို့သာစာဖတ်ရတာကြိုက်တယ်ဆိုရင်တော့အခုပဲ Play Store နဲ့ App Store မှာ download ရယူနိုင်ပါပြီရှင်။ကဲဟုတ်ပါပြီ။ ပထမနေ့ကတော့ AS တစ်ချက်ဖက်နိုင်ပြီလဲထားပါတော့ဒုတိယနေ့ကိုရောက်လာတဲ့အခါမှာတော့တိတိတသာပြောင်းလဲချက်တွေစတင်လာပါပြီအိယာနိုးလာတာနဲ့ကိုရေတက်ကမရှိဘဲနဲ့ခန္ဓာကိုယ်ကထားလို့တော့ရမှာမဟုတ်ဘူးဒီအချိန်မှာပုံမှန်လုံနေကြဖြစ်တဲ့စီးသွားတဲ့အချိန်မှာရေမပါတဲ့စီးရောင်ကအရင်လိုကြည်လင်ပြီးတော့ဘာဖြစ်ပြောလေဖြစ်နေမှာမဟုတ်ဘူးမဲညစ်နေတော့မှာကန်ဆိုးရင်သွေးပါပါလာနိုင်သေးရဲ့ဒီဒုတိယနေ့မှာနောက်ထပ်ကြီးမားတဲ့ပြဿနာတစ်ခုကအုံနောက်ပါအုံနောက်မှာရေလုံလောက်မရှိတဲ့အတွက် ပုံမှန်လုံးနေကြအလုပ်တွေကိုလုပ်ဖို့တော့မှအတော်လေးကိုခက်ခဲနေလိမ့်မယ်။အာယုံလည်းမဆိုင်နိုင်တော့ဘူး။ခေါင်းကိုက်တာတွေပင်မန်းတာတွေတစ်ခုလုံးခြောက်ကပ်ပြီးတော့ဘာဆိုဘာမှမလုပ်နိုင်တော့တဲ့အချိန်ကိုရောက်လာပါပြီ။ပထမနေ့ကကြုံတွေ့ခဲ့ရတဲ့ပြဿနာတွေရဲ့လေးစားကိုခံစားရမယ်။ဒီအချိန်မှာကောင်မလေးကဖုန်းခေါ်ပြီးတော့ဟောပေါ်လိုက်မကြည့်ရင်စိတ်ကောက်လိုက်မှာနော်။ဆိုရင်တော့မှတင်ရအိတ်ရတဲ့ထောက်နိုင်တော့မှမဟုတ်ဘူး။ပြည့်ရင်လည်းပြတ်ပါစေပေါ့။ရှေ့မှာပြောခဲ့သလိုမျိုး လူတယောက်ကရေမတော့ပဲ၃ရက်ကနေ9ရက်ထိနေနိုင်နေပြောတော့အောင်မှတ်မိမှာပေါ့အခုဆိုရင်ပထမရက်နဲ့ဒုတိယရက်ကိုကံမလေးနဲ့အောင်အပြည့်ခံပြီးတော့ခက်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 ဖြစ်သန်းလာနိုင်ပါပြီခုံယူပါတယ်ဒါပေမဲ့တင်းအနေနဲ့တတိယနေ့ကိုရောက်လာပြီဆိုရင်တော့ခုံယူနိုင်တော့မှာမဟုတ်ပါဘူးအရေးပေါ်အခြေအနေကိုရောက်ရင်ရောက်မရောက်ရင်တော့တည်သွားလောက်ပါပြီဒါပေမဲ့တင်းနဲ့မယားဖိုးတက်ပြင်းအသက်ရှင်နေတော့မယ်ပေါ့စိတ်မပူပါနဲ့အုံနောက်ကအဆုတ်ကကြောက်ကကနှလုံးကအကုန်လုံးကတင်းထက်အရင်တည်ဆုံသွားခဲ့ပါပြီစိတ်ချပါ ။သင်လေးမျိုးနှစ်ကိုထပ်မရောက်နိုင်တော့ပါဘူး။ကဲဒီတော့ရေမတောက်ပဲတပတ်လောက်နေမယ်ဂိမ်းကိုဘယ်သူမှမအောင်မြင်သေးဘူး။ဒီအထင်းမှာရေအစားတခြားဟာတွေတောက်ပြီးတော့ဝင်ပြိုင်တဲ့သူတွေကိုမပြောဘူးနော်။ကဲဒီဂိမ်းဝင်ပြိုင်လိုက်ပြီဆိုတော့ဘာတင်ငန်းစာရလိုက်လဲ။ကျမတို့အရေးတစ်ဆိုင်မတောက်ကြတဲ့ရေကကျမတို့ခန္ဓာကိုယ်အတွက်ဒီလောက်တောင်အကျိုးပြုနိုင်မှာလားဆိုတာကိုသိလိုက်ရတယ်မလား။ဒါဆိုရင်ဒီနေ့ကစပြီးတော့ရေကိုအရေးတစ်ဆိုင်တောက်ပေးပါ။ရေတောက်တဲ့အခါမှာလည်းနီးစနစ်မှန်နေဖို့ကလိုသေးတယ်။ဒီစနစ်မှန်မှန်ရေတောက်မယ်ဆိုရင်တော့ နမကျိအနေနဲ့မနက်နူနိုချင်းမှာရေတခွက်တောက်ပါဒါကတော့ကိုရင်းအင်္ဂါတွေအကောင်းဆုံးလည်းပဲစီဖို့ပါမနက်စာမစားခင်မှာခန္ဓာကိုယ်ကအစိတ်အထောက်တွေကိုဖိချားရလဲရောက်ပါတယ်နမနှစ်ကတော့အစာမစားခင်ရေတခွက်တောက်ပါအဲ့ဒါမှအစာချိန်စနစ်ကကျန်းမာမှာပါဒါပေမဲ့တခွက်တက်ပိုတောက်မိရင်တော့အစာမစားနိုင်တဲ့မျိုးဖြစ်စေနိုင်တဲ့အတွက်တခွက်တက်တော့ပုံမတောက်ကြပါနဲ့ရှင်ပြီးတော့အစာစားပြီးတဲ့အချိန်မှာလည်းရေကိုတခွက်တက်ပို့ပြီးတော့မတောက်ပါနဲ့အစာချိန်အစစ်ကအပြော့သွားပြီးတော့အစာမကြေရမျိုးဖြစ်စေနိုင်တဲ့အတွက်ကြောင့်ပါ အကောင်းဆုံးကတော့ဥနယံတွေကအာဟာရတွေကိုအပြည့်အဝစုံနိုင်မှုအတွက်ထမင်းစားပြီးတနာရီကြာမှရေတောက်တာအကောင်းဆုံးပါနံပါတ်3အနေနဲ့ကတော့ရေမချိုးခင်ရေတစ်ခွက်တောက်ပါရေမချိုးခင်ရေတစ်ခွက်တောက်ပြီးတာကသွေးပေါင်ချိန်ကိုထိန်းကျဖို့အတွက်ပဲဖြစ်ပါတယ်နံပါတ်4ချက်ကတော့မအိတ်ခင်ရေတစ်ခွက်တောက်ပါဒါကတော့ညာအိတ်နေစဉ်အတွင်းမှာရေတက်ဆုံးရှုံးမှုကိုကာကွယ်ဖို့အတွက်ပါညာမိတ်ခင်ရေတစ်ခွက်တောက်တာကဒီဖက်ချောင်းကိုကောက်ခွဲပေးနိုင်တယ်လို့မျိုးရုတ်တရက်နှလုံးရတာဖြစ်နိုင်ချေကိုလည်းကြာစင်းစေပါတယ်။နံပါတ်5ကတော့ ရေကိုတခါတည်းအများကြီးမတောက်ပါနဲ့ရေကိုရေတောက်လို့ဝင်တိုင်းအများကြီးမတောက်လိုက်ပါနဲ့တခါတည်းနဲ့ရေကိုအများကြီးတောက်ပေးတာဥုံနောက်ထဲကိုရေလွန်စုရောက်နိုင်တဲ့အတွက်အခက်မသိရင်ကိုမှန်ရသွားနိုင်ပါတယ်ကိုဝင်ဆောင်မိခင်တွေအကားစားသမားတွေကာယဟာတုံးပြီးတော့အလုံးလုံးနေရတဲ့သူတွေချွေးထက်များသူတွေလူတိုင်းမိခင်တွေကတော့ရေကိုတခြားသူတွေထပ်ပို့တောက်ဖို့လိုအပ်ပါမယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကရေတောက်ဖို့ခဏခဏမေးတတ်တယ်ဆိုရင်တော့အခုပြပြမဲ့နီလန်းလေးတွေကိုလိုက်ပြီးတော့လုပ်ကြည့်ပါနံပါတ်1ကတော့ ်ရေဘူးလလလေးတွေတုံးပါရောင်စုံရေဘူးလေးတွေရေဘူးကြီးလေးတွေကိုတုံးပေးပါရေရဲ့တဘာဝကမြင်နေရရင်ပို့ပြီးတော့တောက်ချင်ပါတယ်ပြီးတော့ရေဘူးလေးတွေကချစ်စရာကောင်းနေရဆိုတော့ခဏခဏတောက်ချင်လာမှအမှန်ပါဖြစ်နိုင်ရင်ဈေးကြည့်တာဝယ်ပေါ့အဲ့ဒါမှရေဘူးကိုပို့ပြီးဆိုင်ပါလေနောက်တစ်ခုကတော့လလန်းမီရဲ့နေရာမှာထားပါရေစာမှရေဘူးရှိတဲ့နေရာကိုသွားမယ်ဆိုရင် အခုလိုပြင်းနေပုံနဲ့ရေတောက်ဖြစ်မှာမဟုတ်တော့ဘူးဒီတော့စာရာနဲ့အလဲတကူတောက်နိုင်အောင်လို့ ကိုအနေများတဲ့အလုပ်စပွဲအိတ်ခမ်းစားတဲ့နေရာတွေမှာရေမှုလေးတွေထားတာပါနောက်တစ်ချက်ကတော့အပြင်သွားတိုင်းရှည်သေးသွားပါအပြင်ထွက်ပြီးတော့အလုံးလုံးရတဲ့သူတွေဆိုရင်တော့ရေဘူးတသိန်းလေးတွေကိုအိတ်ထဲမှာထည့်ထားပါစားတဲ့အချိန်မှာတန်းပြီးတော့တောက်နိုင်တယ်လို့လူဝဲရင်လည်းရေပြန်ပြစ်ပြီးတော့တောက်နိုင်ပါတယ်အဲ့ဒါမှရေဝဲရတဲ့ဒုက္ခလည်းကင်းသွားမှာဖြစ်တယ်လို့မိမရှိဖို့ပတ်စံလည်းစွန့်မိနိုင်ပါပေါ့နောက်ဆုံးတစ်ချက်ကတော့သတိပေးဆက်ထားတာပါကိုယ့်ရဲ့ဖုန်းမှာတနေ့တစ်ခါအလန်းထည့်ပေးထားပြီးတော့ရေသားဖို့သတိရအောင်လုပ်ထားလို့ရပါသေးရဲ့ အခုလိုခကြီးထဲမှာဆိုရင်တတိပင်းဆော့ဝဲရှိနေရမလို့ပိုတော်မှလွယ်သွားပါပြီဒီတော့အခုဒီဗီဒီယိုထဲမှာပြပြပေးထားတာကရေမတောက်ဘဲနဲ့ကျမတို့ကတရက်လီတော်မှာကောင်းကောင်းမွန်မွန်အသက်မရှင်နိုင်ဘူးဆိုတာကိုပြပြပေးထားတာပဲဖြစ်ပါတယ်တကယ်လို့ရှင်နိုင်နေဆိုရင်တော့မှအသက်ရှင်လေးအငယ်ကြနေတယ်လို့ခံစားရမယ်ဆိုတာတော့လက်ခံရမယ်အမှန်တရားတစ်ခုပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီလိုကျမတို့ရဲ့အသက်ကိုကယ်တင်ပေးနေတဲ့ဒီရေတွေကိုအလေးထားတောက်ပေးကြဖို့မမေ့ကြပါနဲ့ရှင်တောက်တဲ့အခါမှာလည်းရေအများကြီးကိုတစ်ခါတည်းမတောက်မိကြဖို့လည်းလိုပါသေးတယ်အဲ့ဒါအပြင်ကမှ အိယာထိုင်တစ်ကြိမ်အစာမစားခင်တစ်ကြိမ်ရေမချိုးခင်တစ်ကြိမ်အိယာမဝခင်တစ်ကြိမ်ဆိုပြီးတော့အချိန်မမှန်တောက်ကြဖို့လည်းမမေ့ပါနဲ့အဲ့ဒါမှကျန်းမာရေးတွေကောင်းမွန်ပြီးတော့စိတ်ချမ်းသာကိုကျန်းမာတဲ့ခံစားချက်ကိုရနိုင်မှာပဲဖြစ်ပါတယ်။ဒါဆိုရင်အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့သူတွေထဲမှာရေသားအမှပြင်းတဲ့သူတွေပါလား။ဒါမှမဟုတ်အတိမိတ်ဆွေတွေထဲမှာလည်းရေသားအမှပြင်းတဲ့သူတွေရှိရဲဆိုရင်တော့အခုဒီဗီဒီယိုလေးကိုတက်ပြပေးလိုက်ကြပါအောင်ရှင်။ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။